မင်္ဂလာပါရှင်ဝတ္တမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းက AA အဖွဲ့ထိန်းချုပ်ထားတဲ့မောင်တော်မျိုးကကြေကန်းပြင်ဌာနချုပ်ဟာမှာဘုံကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်တရုတ်တံပိုင်းထဲမှာကြေကန်းပြင်ဌာနချုပ်ဟာဘာကြောင့်ဘုံကျဲခံရတယ်လဲဆိုတာနဲ့ AA UNA ဖိနှိပ်မှုတွေကိုရခိုင်ဒေသခံတွေကရရနီလန်နဲ့တုံ့ပြန်တော့မှာလားဆိုတာဒုတ်တံပိုင်းထဲမှာပြောပြပေးသမှာဖြစ်ပါတယ် ဒီ season လေးမစတင်ခင်မှာတော့ Mota Media Channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စုရင်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့တာဟာတနေ့ကျော်လာပြီဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်အဖွဲ့အေအေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းနာဆာကတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။အေအေအဖွဲ့ဟာလက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်၁၈မြို့နယ်အနေမြို့နယ်၁၄ခုကိုတိုက်ခိုက်ထိန်းချုပ်ကအုပ်ချုပ်ရေးလုပ်ငန်းတွေလုံခြုံနေရလို့သိရပါတယ်။ရခိုင်နယ်ကအဖွဲ့ AA UNL အဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းရှိ၎င်းတို့ထိန်းချုပ်ထားရမြို့တွေမှာအုပ်ချုပ်ရေးလုပ်ငန်းတွေစတင်အကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေပေမယ့်ဒေသခံပြည်သူတွေကိုဖိနှိပ်တာ အကြောက်တရားနဲ့အုပ်ချုပ်တာတွေလှုံ့ဆော်နေရလို့သိရပါတယ်။ဒါပြင်ရခိုင်နယ်ကအဖွဲ့ AA UNL အဖွဲ့ဝင်တွေဟာစစ်ဘေးရှောင်တွေရဲ့ပိုင်ဆိုင်မှုတွေတင်းယူတာအတင်းအကျပ်လူသစ်စုဆောင်တာတွေလှုပ်ဆောင်ခဲ့အောင်ရခိုင်ပြည်နယ်အတွင်းလက်ရှိနေထိုင်နေသူအများစုက စိတ်ဆိုးဒေါသဖြစ်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာဒေသခံအများစုဟာစားစရာသာမရှိပေမယ့်အခွန်တွေပေးဆောင်ရတာမျိုးတွေရှိနေတယ်လို့လက်ရမြေတွေပြန်လည်ခွဲပေးရမှာလေမူလအစ်စ်အမေပိုင်ဆိုင်သူတွေကိုပြန်ပေးခြင်းတဲ့အေးအေး UNL အဖွဲ့နဲ့နှိစက်သူတွေကိုသာ ပေးတာမျိုးတွေရှိနေပါတယ်။ AA ULN အောက်ဘက်ဝင်တွေဟာလက်နက်ပြကရခိုင်ဒေသခံတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နေရဒေသခံတွေကအမတန်လို့မန်ရှော့ရတဲ့အခြေအနေမျိုးရှိနေပြီးတော့ AA ULN အဖွဲ့အပေါ်လက်တုံပြန်လို့သူတွေလည်းရှိလာတယ်လို့သိရပါတယ်။ AA ULN အဖွဲ့ကမျိုးတွေမသိယူနိုင်ခင်က AA ULN အဖွဲ့အပေါ်ရခိုင်ဒေသခံအများစုအပြီးထောက်ခံခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ရခိုင်ဒေသခံတွေတဲမှာ အေအေယွမ်လီအဖွဲ့အပေါ်အရင်ကားလောက်လူလောင်မှုမရှိတော့ဘူးလို့စစ်ပေးဆောင်ရခိုင်ပြည်သူတွေက ပြောပါတယ်။ရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုနာဆာကအုပ်ချုပ်နေချိန်ကရခိုင်ဒေသခံတွေဟာလုံလက်စွာသွာလာလှုပ်ရှားလုပ်ကင်လို့ရခဲ့တယ်လို့အလောက်ကအခွင့်အလမ်းတွေကောင်းမွန်ခဲ့ပေမဲ့အေအေယွမ်လီအဖွဲ့အုပ်ချုပ်ချိန်မှာတော့ရခိုင်ဒေသခံတွေဟာလုံလက်စွာပြောဆိုလှုပ်ရှားသွာလာဖို့စိုးရိမ်ကြောင်ရွံ့လာရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမောင်တော်မြို့နယ်ကြီးကန်းပြည်အမှတ်၁နေသားဆောင်တပ်ဖွဲ့ခွဲဌာနချုပ်ဟောင်းဘုံကျဲခံရမှုဖြစ်ပွားခဲ့ရ။အဲ့ဒီဘုံကျဲတိုက်ခိုက်ခံရမှုဟာ AA UNL အဖွဲ့ရဲ့လုံရက်တွေကို မကျေနပ်တဲ့အတွက်ရခိုင်ဒေသခံတွေကတတ်နိုင်တဲ့ဘက်ကလက်တုံးပြန်နာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ထင်ကြေးပေးသုံးသပ်မှုတွေရှိခဲ့ပါတယ်။ဖေဖော်ဝါရီ28ရက်ည7:52မိနစ်က AA ထိန်းချုပ်ထားတဲ့မောင်တော်မြို့နယ်မြောက်ပိုင်းရှိ ြေကမ်းပြင်ဌာနချုပ်ဟောင်းကိုနာဆာကကလေကြောင်းကတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ကြေကမ်းပြင်မှာဖြစ်ပွားခဲ့တဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်း AA UNL အဖွဲ့နဲ့ဆက်နွယ်တယ်လို့သတင်းတွေထွက်နေရဲ့ရခိုင်မီဒီယာတချို့ကလေကြောင်းဘုံးကျဲတိုက်ခိုက်မှုခံရမှုအတွင်းစစ်တုံးပန်း30ထဲမနည်းသိဆုံးပြီးဆယ်ဦးတရားရခဲ့တယ်လို့ရှင်းသားဖော်ပြခဲ့တယ်လို့ရခိုင်ပြည်နယ်အတွင်းရှိတချို့မီဒီယာတွေမှာတော့ထိခိုက်သိဆုံးတာမရှိဘူးလို့ဖော်ပြထားပါတယ်။ နာဇာကောအပိထောက်ခံတဲ့ Telegram group တွေမှာတော့ AA အဖွဲ့တမူတွေတည်ဆုံတရာရတာတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ရခိုင်နိုင်ငံရေးသမားတဦးကရပြင်းနဲ့အဆက်အသွယ်ရပါတယ်။မောင်တော်ကြီးကမ်းမြေပုံကျမှုမှာတည်ဆုံသူမရှိပါ။ဒဏ်ရာအနေအချင်းရသူသားရှိပါတယ်။တေချောင်ဆက်စုံစမ်းပါမယ်။ AA တမူတွေဗျူဟာမူတွေနေတဲ့အဆောင်ကိုဦးတည်ကတိုက်ခိုက်ခဲ့တာကြောင့်သက်သာရခဲ့တာပါ။ရပြင်းတည်င်းပေးတွေရှိနေပုံပါပဲဆိုပြီးတော့ပြောဆိုထားပါတယ်။ အေအေ UNL အဖွဲ့ကြီးနဲ့ဆက်နွယ်တယ်လို့သတင်းထွက်နေတဲ့ရခိုင်မီဒီယာတချို့ကစစ်တုံးပဲ30ထက်မနည်းတိဆုံးပြီးတော့ဆက်ဦးတရားရှာခဲ့တယ်လို့ရှင်းသားဖော်ပြမှုတွေဟာ MN တရားတွေကိုဖုံးကွဲပြီးစစ်တုံးပန်းတွေကိုတဖက်လက်နဲ့ဒုက္ခပေးဖို့ယူရတာမျိုးဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။မောင်တော်မျိုးနယ်ကိုရခိုင်လက်နက်ကိုင်အဖွဲ့အေအေ UNL အဖွဲ့ကထိန်းချုပ်ထားပြီးတော့နာဆာကတပ်ဖွဲ့ဝင်တွေနဲ့နာဆာကကိုအားပေးထောက်ခံသူတွေနေထိုင်ခြင်းမရှိပဲ ရခိုင်ဒေသကံတွေသာနေထိုင်နေရဖြစ်ပါတယ်။ဒါကြောင့်ကြီးကန်းပြည်အမတ်တေနေကြားဆောင်တပ်ဖွဲ့ခွဲဌာနချုပ်ဟောင်းဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာ AA ULN အဖွဲ့ရဲ့ဗိုလ်ချုပ်အနိုင်ကျင့်မှုတွေကိုတိမခန့်နိုင်တဲ့အတွက်ရခိုင်ဒေသကံတွေကတက်နိုင်တဲ့နီလန်မျိုးနဲ့လက်တုံပြန်နာမျိုးဖြစ်တယ်လို့သုံးသက်ပြောဆိုနေရပြီရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်စစ်ဘေးရှောင်နေရတဲ့ရခိုင်အရေးတက်ကြွလှုပ်ရှားသူတို့ကကျွန်တော်ကြားသိရလောက်ဆိုရင် အေးအေး UNL အဖွဲ့ရဲ့တမိုးတွေနဲ့ဘျူဟာမိုးတွေနေထိုင်လေရှိတဲ့အဆောင်ကိုရွေးပြီးတော့ဘုံကျဲခင်ရတယ်လို့ကြားမိရဲ့ဘုံကျဲခင်ရတဲ့အဆောင်ကအေးအေး UNL အဖွဲ့ရဲ့ထိပ်ပိုင်းအရာရှိတွေနေထိုင်ပြီးတော့ဒီအပိုင်းမှာဆိုရင်အေးအေး UNL အဖွဲ့ရဲ့ဘျူဟာမိုးတွေထိုင်တယ်လို့ကြားမိရဲ့ဒီကမ်းမြေအမတ်တင်နေသားဆောင်တပ်ဖွဲ့ခွင်ဌာနချုပ်ဟောင်းတဲမှာတကြားအဆောင်တွေရှိနေတဲ့ကြားကနေ AA UNL အဖွဲ့ရဲ့တမူးတွေနဲ့ဘျူဟာမူးတွေနေထိုင်လေးရှိတဲ့အဆောင်ကိုသာ ပြင်းမဲ့တာပုံကျဲခံရတဲ့ဆိုရဲကအေးအေးယွမ်းလင်းအဖွဲရဲ့လုံရက်တွေကိုမကျေနပ်တဲ့သူတွေကတတ်နိုင်တဲ့နေလန်းနဲ့လက်တုံးပြန်နာမျိုးဖြစ်နိုင်နေအေးအေးယွမ်းလင်းအဖွဲရဲ့ဖိနှိပ်မှုတွေအနိုင်ကျင့်မှုတွေမတရားမှုတွေအတွက်ရခိုင်ဒေသခံတွေကတိမခန့်နိုင်တော့ဘူးဒါကြောင့်လက်တုံးပြန်ဖို့အလားအလာများတယ်လို့ပြောပါတယ်ရခိုင်ပြည်နယ်အတွင်းမှာအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေအပြည့်အဝအသုံးပြုခွင့်မရတဲ့အတွက်ရခိုင်ဒေသခံတွေဟာအေးအေးယူအန်လီအဖွဲ့ရဲ့ဖိနှိပ်မှု အနိုင်ကျင့်မှုတွေနဲ့မတရားမှုတွေကိုလူသိရှင်ကြားလွတ်လပ်စွာ ပြောဆိုခွင့်မရပဲနဲ့ကောင်းကောက်ခံနေရတယ်လို့သိရပါဗျ။ရခိုင်စစ်ဘေးဆောင်တူကအလောက်ကအခွင့်အလမ်းလည်းမကောင်း၊စားဝေးနေရေးကလည်းအဆင်မပြေ၊ကျန်းမာရေးမကောင်းလို့ကိုယ်စရာစေးရာမရှိဘူး။အဲ့လိုအခြေအနေမျိုးမှာအခွန်ကောက်တာတွေ၊ပစ္စည်းသိမ်းယူခင်ရတာတွေနဲ့မိသားစုတစုရဲ့စေးပွားရေးကိုဥဆောင်တဲ့လူတွေကိုအတင်းကျပ်လူသစ်စုဆောင်ခင်ရတာတွေဖြစ်လာတယ်။အေးအေး UNL အဖွဲ့ရဲ့ပစ္စည်းတွေ အတ္တမသိမ်းဆဲခံရလို့မိသားစုဘဝပြတ်တာတွေရှိလာတယ်။တချို့ဆိုရင်လူသေးစုဆောင်ခံရသူတွေတိုက်ပွဲမှာကြာဆုံးရတာတွေကအေအေယူအန်လီအဖွဲ့ပေါ်နာကြီးကြတွေဖြစ်လာတယ်။အေအေယူအန်လီအဖွဲ့နဲ့နှိဆက်သူတွေသာကောင်းစားကြတာပါ။ရကပြည်နယ်မှာအမှန်တရားကပျောက်ဆုံးတယ်လို့ဖြစ်နေရဲ့။အင်တာနက်လိုင်းဖုန်းလိုင်းမရတာတွေမီဒီယာတွေကလည်းအေအေယူအန်လီအဖွဲ့ရဲ့ဖိနှိပ်အနိုင်ကျင့်တာတွေကိုတိုင်းပြည်ပြည်သိပြောခွင့်မရတယ်လို့ဖြစ်ခဲ့ရှာပြီးတော့ AAUNL အဖွဲ့တွေကိုထင်တိုင်းကျဲခွင့်ပေးတယ်လို့မျိုးဖြစ်လာခဲ့တယ်။အခုဆိုရင် AAUNL အဖွဲ့ရဲ့ဖိနှိပ်မှုတွေကိုစိုးရိမ်ကြောက်ရွံ့လို့ထွက်ပြေးဖို့ပြင်ဆင်တာတွေရှိလာတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကိုတင်းရှောင်တာတွေများလာတယ်။အထူးကားကရခိုင်မီဒီယာတွေမှာဖော်ပြနေရတာတွေကပြပြအမှန်တရားနဲ့ကင်းကွာနေတယ်။တင်းစဲခံလဲတွေပြန်ပေးတာတွေကလည်း AAUNL အဖွဲ့နဲ့ကြာတာပါ။တကယ်နဲ့နာသူတွေမရဘူးဆိုပြီးတော့ပြောပါတယ်။ AAUNL အဖွဲ့ရဲ့လုံရက်တွေဟာ အပြောတချာအလုတ်တမျိုးဖြစ်လာနေပြီဖြစ်ရရခိုင်ဒေသခံတွေဟာ AAUN လေးအဖွဲ့အပေါ်အရင်ကလောက်ထောက်ခံအားပေးမှုမရှိတော့ဘဲရခိုင်ပြည်နယ်အတွင်းရှိတချို့လူနည်းစုတိုင်းရင်းသားတွေဆိုရင် AAUN လေးအဖွဲ့ရဲ့အနိုင်ကျင့်မှုကိုရှားရနီးလန့်နဲ့လက်တုံးပြန်ဖို့လိုလားနေရလို့သိရပါတယ်ဘလို့ပင်ဆိုနေစေကမူမောင်တော်မျိုးနဲ့ကြီးကန်းပြင်းအမတ်တဲ့နေကြောင်းဆောင်တပ်ဖွဲ့ကိုဌာနချုပ်ဟောင်းအတွင်းက AAUN လေးအဖွဲ့ရဲ့တပ်မှုတွေနဲ့ ရွာမှုတွေနေထိုင်တဲ့အဆောင်ကိုတီးကြရွေးပြီးဘုံကျဲတိုက်ခိုက်ခံရမှုကရခိုင်ဒေသခံတွေဟာ AAULA အဖွဲ့ရဲ့ဖိနှိပ်မှုကိုရရနီလန်နဲ့လက်တုံးပြန်လိုက်သလားဆိုရဲမိကုံထုတ်စရာဖြစ်လာစေခဲ့ပါတယ်။ဒါပြင် AAULA အဖွဲ့ရဲ့လောက်ရတိုင်ကိုရခိုင်ဒေသခံတွေကခေါင်းငုတ်ခံတော့မှမဟုတ်ပဲရရနီလန်နဲ့လက်တုံးပြန်တော့မယ်ဆိုတာအချက်ပေးခေါင်းလောင်ထိုးလိုက်သလားဆိုတာကတော့စိတ်ဝင်စားပဲကောင်းနေပါရဲ့ရှင်။